ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ဘေးဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့အကြောင်းသားတွေဟာပြင်ပကျူရှင်မယူနိုင်တာကြောင့်ပညာသင်ကြားရာမှာအခက်အခဲတွေရှိနေပါတယ်။ RFA သတင်းတော်ကိုကန်းသားတင်ပြထားပါရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်နဲ့မူဆယ်မြို့နယ်အတွင်းမှာရှိတဲ့စစ်ပေဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့မိသားစုဝင်တွေကအစိုးရစစ်ဆောင်ပွဲဖြေဆိုရတဲ့၄တန်းနဲ့၈တန်းတက်ရောက်နေရတဲ့ចောင်းသားတွေဟာပြင်ပကျူရှင်မြူနိုင်တာကြောင့်ပညာသင်ကြားရာမှာအခက်ခဲတွေရှိနေပါတယ်။အစိုးရစစ်အတန်းတွေဖြစ်တဲ့၄တန်းနဲ့၈တန်းတွေရဲ့ကျူရှင်လာကဟာဘာသာစုံကိုကြက်တစ်တောင်းကနေနဲ့တောင်းအထိပေးနေရတာဖြစ်ပြီး၁၀တန်းအဆင့်မှာတော့ကျူရှင်ခတစ်သိန်းကျော်အထိရှိတာကြောင့်ចောင်းသားများတဲ့ဒုက္ခသည်စခန်းကမိဘတွေဟာကျူရှင်မထားနိုင်ကြပါဘူး။ အခုဒီပညာရဲဆိုရင်ဒီမှာကျွန်တော်တို့ကတောင်းပွားပြောင်းလာတဲ့ကျောင်းသူကျောင်းသားတွေဆိုတော့မြို့ကကျောင်းသူကျောင်းသားတွေနဲ့နိုင်ရှင်ဖို့တော့မလွယ်ဘူးမလွယ်ဘူးဆိုတော့ကျူရှင်တက်ရတယ်ကျူရှင်ထားဖို့လဲပတ်စံငွေရဲကျဲရဲကြတော့ပြန်ခက်ခဲနေကြပါတော့ပြီးခဲ့တဲ့6လကစပြီးဒုက္ခသည်စခန်းတွေမှာထောက်ပံ့မှုတွေညှော့နေလာတာကြောင့်စခန်းမှာနေထိုင်တဲ့မိဘတွေအနေနဲ့ရေရှည်မှာကလေးတွေရဲ့ပညာရေးအတွက်ပုံမှုခက်ခဲလာမှာကိုစိုးရိမ်နေကြပါတယ် မိဘတွေကကျူရှင်မထားနိုင်တာကြောင့်ကလေးတွေစာမလိုက်နိုင်ပဲကြောင်းမထက်ကျင်တော့တဲ့အထိဖြစ်နေပါတယ်ဖွင့်ချင်းတော့ကြောင်းတက်တဲ့အချင်းဟိုပြီးမှကလေးဒီကျူရှင်ဒီတော့ရတာကျူရှင်ခရမရှိဘူးအဲကျူရှင်ကြောင်းတန်းကြီးရဲ့လူကကျူရှင်ခဇေနေနေကြီးတယ်ဟုတ်လေအဲတုံးလေးရောက်ပဲတက်လို့ရတာအဲကျူရှင်ခအပြင်မှာအဝေးကြီးမှာနေတဲ့ဆွေမျိုး ေကချီးပြီးမှအတက်လို့ရတယ်ရွှေမျိုးမရှိတဲ့လူတော့မတက်လို့မရဘူးအခုကစာမရဖြစ်နေတယ်စာမရပြီးမှကြောင်းသွားလို့လည်းနည်းနည်းတို့အဆင်မပြေဘူးကြောင်းပြေတာမျိုးရှိတယ်စစ်ဘေးဒုက္ခသည်စခန်းတွေမှာကျောင်းသားမိဘတွေနဲ့စခန်းတာဝန်ခံတွေကအချိန်ပိုင်းပညာသင်ကြားပေးနေတာရှိပေမဲ့အစိုးရစစ်ကျောင်းသားတွေအတွက်တော့မလုံလောက်ဘူးလို့ကိုယ်ခိုင် KBC ဒုက္ခသည်စခန်းကကလေးတွေကိုအချိန်ပိုင်းပညာသင်ကြားပေးနေတဲ့ဆရာမခေါင်ဆိုင်ကပြောပါတယ် ပြဿနာရှိရတော့ဒီအစိုးရစီအတန်းပေါ့ဒေးတန်းနဲ့ရှစ်တန်းပေါ့နော်ဒေးတန်းနဲ့ရှစ်တန်းဆိုတော့တချို့မိဘနေကြတော့ကျူရှင်မထားနိုင်ဘူးမထားနိုင်ရဆိုတော့ဘာဖြစ်လို့လဲဆိုတော့အဲလေးတန်းနေကြတော့ကျူရှင်ခဆိုရင် အပြင်မှာတက်ရင်တစ်လမှာတထောင်ပေးရတယ်တခြားဒီအပြင်ကမိဘနေဆိုရင်တော့တထောင်ခွဲပေါ့နော်ဆီယမ်မနေအလောက်ယူတယ်တချို့အိမ်မှာဆိုရင်ကွာနှစ်ယောက်ရှိတယ်အစိုးရစီတာရှစ်တန်းရှိမယ်လေးတန်းရှိမယ်ကလေးများတဲ့အိမ်နေကြတော့အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးကြတော့ မိဘနေရမတက်နိုင်ဘူးမတက်နိုင်ဆိုတာအဲဒီ၈တန်းနေကြတော့တတောင်းနေမရဘူးပေါ့နော်တချို့ကြတော့၂သိန်းရှိတယ်၃သိန်းပေါ့အဲ့လိုမျိုးတနစ်ချုပ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးကြတော့မိဘနေရတိတ်မတက်နိုင်ကြဘူးဒီမှာလည်းကျွန်တော်တို့ကတိတ်အလုပ်ဝလေးရှားတယ်လေနော်အဲနေစားတော့ဘာလို့ရမှာပဲအလုပ်လို့မိဘနေရအလုပ်လုပ်နိုင်တယ်လေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့စစ်ပေဒုက္ခသည်စခန်း၁၀ခုကျော်မှာကျောင်းသားဥယေ1500လောက်ရှိပြီးအဲ့ဒီကျောင်းသားတွေဟာစခန်းနဲ့နှိစက်ရာအစိုးရကဖွင့်လှစ်ထားတဲ့အခြေခံကျောင်းတွေမှာပဲပညာသင်ကြားနေကြရတာဖြစ်ပါတယ်ခင်ဗျာ။